ုံးပြီးတော့မှဘုံယူစီခြင်းလို့လည်းပို့ကြိုးစားခဲ့ရပါတော့ငငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်ဟိုကိုကိုရဲ့အဲကြိုးစားမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေကုန်တက်စီခြင်းခဲ့တာဆိုတော့လေအဓိကအမေပေါ့။ဒါဆိုအမေအများကြီးပြန်မှန်ခဲ့။မြို့သူကမြို့သူပေါ်မှာကောင်းတာထက်ကိုမြို့သူအမေပေါ်မှာ များကြီးကောင်းမိခဲ့တယ်ကက်တင်ပြီးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မင်းတို့အမေဖြစ်ချင်တာလေးအမှန်တမ်းများအကုန်လုံးလုပ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ကျေးဇူးတွေလည်းရှိရဆိုတော့လေပို့ပြီးတော့ကျေးဇူးတင်တာပေါ့အမေတို့ကိုပဲအများကြီးပူကြည့်ခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်ထက်ဖြစ်သွားဆိုတော့ခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်ပြီးတော့နှစ်ယောက်ကတော့ဟိုလှူခြင်းလို့လည်းရှာတယ်အဲရှာပြီးတော့လည်းလှူတယ် လူလောကထဲမှာရှင်သန်ရက်တည်ဖို့အတွက်ကိုလည်းသူတို့ပို့ပြီးတော့ဗောနော်လုတ်တွေလုတ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြတယ် ဟုတ်ကဲ့အဲဒါလေးကတော့မြို့သူရဲ့ဒါတနိုင်တစ်ပိုင်နဲ့ပေါ့နော်လေးလာစူးစားပြီးတော့မှဒါဆိုင်လေးကဖွင့်ပစ်ခဲ့ပါပြီမြို့သူပထမနှစ်ကဆိုလို့ရှိရင်တော့ဒါ online ကနေပြီးတော့မှအဓိကပေါ့နော်ရောင်းချပေးပြီးတော့ soft opening အနေနဲ့တော့ဖွင့်ခဲ့တယ်အဲ့တနေ့အတွင်းမှာအတွေ့အကြုံတွေယူခဲ့တယ်လေးလာခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ customer တွေရဲ့လိုအပ်ချက်တွေပြီးတော့ဗာလေးတွေဆိုလို့ရှိရင်ပိုပြီးလူကြိုက်များရလေခင်းတဲ့အမိပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးလေးလာပြင်ဆင်ပြီးတော့တနေ့ချိန်ယူပြီးတော့ဒါဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်မြန်ကုန်ကိုမဲ့ဦးရှင်မှာစတင်ဖွင့်လှစ်လိုက်ပါပြီရှင်အဲ့အတွက်ကြောင့်လည်း လောက်ပါလိုင်းရောက်ပြီးတော့အဖေချပါလို့လည်းပြောချင်ပါတယ်ရှင်။အော်ဟုတ်စိုင်းနံပါတ်လေးကရွေးရှင်းပါတယ်ကိုစိုင်းထက်မြက်နဲ့မမြက်သူသူဆိုတော့နှစ်ယောက်ပါပြီထက်မြက်သူဆိုတဲ့နံပါတ်လေးပဲဒါနှစ်ယောက်စိတ်ကူးနဲ့ပဲပေးလိုက်တာပါရှင်။ဟိုထူးထူးထွတ်ထွတ်တော့တခြားတော့မဟုတ်ပါဘူး။ငါတို့တို့နှစ်ယောက်စူးစမ်းထားရလေဆိုတော့လေသူသူကတော့အင်အောင်စီးလေးဖြစ်တဲ့အခါကျတော့သူစီကထက်မြက်ကိုယူလိုက်တယ်ကိုစီမမြက်သူပေါ့ဆိုတော့နှစ်ယောက်ပေါင်းလိုက်တော့ထက်မြက်သူဖြစ်သွားတာပေါ့။အောင်းတော့တိတ်မစားခဲ့ရဘူးဘယ်နဲ့မှအများကြီးမစင်တာပါ။ ြုသူဆိုင် မှာတော့မြို့သူရွှေသားလုံးဝမရအောင်ပေါ့နော်ရွှေသားတိတက်နယ်လုံးဝမရအောင်မင်းနဲ့စိတ်နေရဲ့ပြီးရင်ကြောက်ထဲတွေပေါ့နော်ကြောက်ထဲဟိုမှာစေသွင်းမိပုတ်တွေလုံးဝမရအောင်မင်းနဲ့အတဘာဝကြောက်စစ်စစ်တွေပဲရောက်ပါတယ်အဲဗရမများနီလာရေဆိုလို့ရှိရင်လည်းမြို့သူမိုးကုတ်ပေါ့နော်မိုးကုတ်ပဲတုံးပါတယ်အဲလိုစေသွင်းမိပုတ်တွေလုံးဝမတုံးဘူးပေါ့နော်အဲ့ဒီဟာလေးတွေကတော့ဒါကိုကတော့ကိုယ့်ရဲ့ဆိုင်မှာတော့ဘယ်ပစ္စည်းလေးဆိုတော့ဘယ် quality နဲ့သွားမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ပဲလှုပ်ထားလိုက်တာပေါ့နော်ဟုတ်ကိုယ့်အားပေးတဲ့သူတွေလွယ်လင်းတကူနဲ့လာပြီးတော့မှဩအားပေးလို့ရရမယ်ဆိုတဲ့ခံစားချက်လေးနဲ့ပြောပါတယ်ဒီတဲ့ ်ပို့ပြီးအများကြီးကြိုးစားရအောင်ပါပါရှင်ဒါခြေလန်းအစလေးပဲရှိသေးတာဆိုတော့လေဒီတိုင်းမှမြင်သွားလေဟိုအမတ်တရလေးလည်းဖြစ်သွားစေချင်တာရဲ့ဟိုမြင်သူတို့ဆိုင်ဖွင့်မွဲကိုလည်းငကိုရုံးနဲ့ကအကိုကဟိုအမတ်တရအနေနဲ့မြင်သူမွေးနေမှာဖွင့်ပေးချင်တယ်ဆိုရင်သူစိတ်ကူးလေးလည်းရှိတော့လေမြင်သူတို့လှုပ်လိုက်တာပါရှင်ဟုတ်ဆိုင်ဆိုင်ရဲ့ဆောင်းမုတ်လေးကိုတော့မှပထမမြင်သူတို့မျိုးမျိုးစဉ်းစားကြတယ်ဟိုဘယ်လိုလေးပြီးရင်ကောင်းမလဲပေါ့နော်အဲ့တော့နောက်ဆုံးလေး အဲသူများကြိုက်တယ်မကြိုက်တယ်တော့မသိပါဘူးနော်ကိုပါကိုပဲအော်လေရန်နာတွေကရန်နာထမြက်သူမှရှာဆိုပြီးအဲ့လိုမျိုးပေါ့နော်ကိုတူးလေးနဲ့ကိုတော်မှပဲစာစီလိုက်တယ်ပေါ့နော်ကြီးမဆိုးအမတ်တရားတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မြို့တူအမတ်တရားဖြစ်တယ်ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အเจ้าညာတွေကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့ သူတို့နုပညာအလုပ်တွေမလုံးကြတော့ဘူးဆိုတဲ့အချိန်မှာကိုဗာစီးပွားရေးလေးလုံးမလဲအဲလုံးတဲ့ကိုပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုရဲ့ဝင်းချင်ကိုထောက်ပံ့မယ်ကိုလူချင်တန်းချင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာတမင်စခဲ့လိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကုသိုလ်ပြုချင်တယ်အမေလည်းအလိုတွေလုပ်သွားစေချင်တယ်ဆိုပြီးကိုကစစခဲ့တာပေါ့နော်ဟိုအခုကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတော့ကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲဒါပေမဲ့လူကတော့ မင်းတို့ဒီလိုပဲတွေးကြ၊စုံကြ၊ကြုံကြ၊ခွဲကြခွာကြပေါ့နော်အဲ့လိုမျိုးဆိုတော့အခုတော့တတ်နိုင်သလားကိုယ့်ဘာကိုလုတ်ပဲပူကြိုးစားတဲ့အိုင်ဘူဆိုင်တယ်ပြီးရင်တော့ဇလန်တွဲလေးတွေပြန်ဖြူလဲရှိရပေါ့နော်အဲ့ရလေးလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုတ်ပြုံပို့တဲ့ချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့အတွက်ကိုလည်းနည်းနည်းပြင်ဆင်နေပါတယ်ရှင်အဲ့လိုမျိုးအမေပျော်ပြီးပြုံးပြီးတော့မှဘုံယူစီခြင်းလို့လည်းပူကြိုးစားခဲ့ရပေါ့နော်ငငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် ဟိုကိုကိုရဲ့အဲကြိုးစားမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေဂုံတက်စီချင်နေတာဆိုတော့လေအဓိက အမေပေါ့။ဘာလို့အမေအများကြီးပြင်ပန်းခဲ့။ကိုကတော့သူအများကြီးပတ်မှုပေးပါတယ်။အခုဒီလုပ်ငန်းဆွဲလဲဒါကိုပတ်မှုပေးလို့ဒါမျိုးသူလုခွင့်ရတာပေါ့နော်။မျိုးသူလေးလာခြင်းနဲ့စူးစမ်းခြင်းနဲ့ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်။ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမစူးစမ်းရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနှိုင်းတိုင်ပြီးတော့ဒီလုပ်လေးတစ်ခုကိုဟိုရုံရုံကြည်ကြည်နဲ့ကိုကိုလုခွင့်ပေးတယ်။ကိုလည်းအကောင်းဆုံးစူးစမ်းရပေါ့နော်။နောက်တစ်ခုကအကိုကမြေသူကမြေသူပေါ်မှာကောင်းတာအထက်ကိုမြေသူအမေပေါ်မှာ များကြီးကောင်းမိခဲ့တယ်ကေတင်ပြီးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မင်းတို့အမေဖြစ်ချင်တာလေးအမှန်တမ်းအကုန်လုံးလုတ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ဂျေစုတွေလည်းရှိရဲဆိုတော့လေပို့ပြီးတော့ဂျေစုတင်တာပေါ့အမေမရှိတော့ဘူးဆိုတဲ့အချိန်မှာလေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိ ကိုကအမေနဲ့ပဲလက်ပွန်းတနည်းနေခဲ့ပြီးတော့အမေတို့ကပဲအများကြီးပူကြည့်ခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အဲ့တော့ဟိုစိတ်ဓာတ်ကြတာတွေလည်းရှိတယ်စိတ်အဆင်မပြေတာမျိုးတွေလည်းရှိတယ်အဲ့လိုအချိန်မျိုးတွေမှာဟိုဘေးကနေပြီးတော့မှတက်နိုင်သလားဟိုအားပေးတဲ့အတွက်ကြောင့်မလို့ဒီလောက်ထိရက်တည်နိုင်တာပေါ့နော်ဘာလို့ဆိုအမေမရှိတော့ဆိုတဲ့အချိန်မှာဘဝမှာဘာမှဆုံးရှုံးစရာလည်းမရှိတော့ဘူး အဲ့ကိုတွေးပေးခဲ့တဲ့လူမှမရှိတော့ဘူးဆိုရင်ငါဘာလို့ဆက်လုပ်နေရမှာလဲဆိုရဲအတွေးမျိုးလေးတွေဝင်နေပေါ့နော်ဝင်နေအဲ့လိုမျိုးအခြေမျိုးမှာအကောအများကြီးအဲ ြန်ပြီးတော့မှတည်ဆောက်နိုင်မှုအတွက်ကိုသူအများကြီးကူညီပေးခဲ့ပါတယ်အဲမြို့သူတို့၂ယောက်ကဟိုလုံးဝဟိုဘယ်လိုပြောမလဲအက်ဆီဒန့်အကြီးကြီးလဲကြုံမှုတယ်လေ၂ယောက်လေမတည်လို့ဒါဒါပြန်တွေ့ကြတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာများ၂ယောက်စလုံးမရှိတော့ဘူးဆိုရင်မြို့သူတို့ပိုင်ဆိုင်သမျှရဆိုလည်းအလကားပဲဟိုကိုယ်တည်နေတယ်ဆိုရဲကြော်ကြောင်းမှုတွေကလည်းအလကားပဲအဲ့ဒါကိုတည်ပြီးနောက်ပိုင်းမှာ၂ယောက်ကရှီတုံးလူမယ်ဆိုရဲစိတ်ပေါ့နော်ရှီတုံးဆိုတဲ့အချိန်မှာကိုယ်အသက်ရှီတုံးလဲပါတယ်လို့ကိုယ်ပတ်ဆက်ရှီတုံးလဲပါတယ်အဲ့လိုလူခွင့်ရှိနေတော့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတွေးပြီးတော့ နှစ်ယောက်ကတော့ဟိုလှူခြင်းလို့လဲရှာတယ်အဲရှာပြီးတော့လဲလှူတယ်လူလောကထဲမှာရှင်သန်ရက်တီးဖို့အတွက်ကိုလည်းမသူတို့ပို့ပြီးတော့ပေါ့နော်လုပ်တွေလုပ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြနှစ်ယောက်ရဲ့စိတ်ကဟိုကြုံရတဲ့ဟာလေးတွေကအတူတူရှိခဲ့တာဆိုတော့လေစိတ်မှာဟိုတံဝေကရရပြီးနှစ်ယောက်စလုံးအတူတူအဲ့စိတ်လေးဖြစ်သွားကြတာပေါ့ ။အော်လူတွေကတော့အများနဲ့ယူဆိုပြီးတော့လုပ်ဖြစ်တာပေါ့နော်။ပြီးတော့ဒီအမေဆိုရင်သုံးသားလည်းတနစ်ပြည့်ဆိုတော့တနစ်ပြည့်လူလည်းလုပ်တယ်။တနစ်ပြည့်မှမဟုတ်ဘူးကိုလုပ်တဲ့အလူပဲအလူပဲဖြစ်ဖြစ်တည်တည်ကြည်ကြည်အများနဲ့ယူဆိုပြီးတော့မှအဲဒါအခုသူပြုတ်ကိုဖြစ်ပါတယ်ဟုတ်။မပြေစုံတဲ့အချိန်မှာတော့မြတ်သူကအမေအတွက်ဆိုတော့ပဲဦးစားပေးခဲ့ရဆိုတော့ဒီလိုလေးအဆင်ပြေလာတဲ့အချိန်မှာဆိုရင်တော့အမေဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲအရာအားလုံးကကိုယ့်ထက်ကိုပို့ပြီးတော့ဦးစားပေးမိမှာပဲလေနော်။ဒါပေမဲ့ မရှိတော့တဲ့အချိန်မှာဒီတိုင်းဖြစ်နေမှာဒက်ဆိုင်ရင်တော့ရှိတဲ့အချိန်မှာလည်းတတ်နိုင်တယ်လို့ကိုကျေးဇူးပြုခဲ့တယ်ဟိုကျေးဇူးပြန်ဆက်တယ်ကြည်မာတော့မဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့ကိုကိုကိုနောင်နာမရရအောင်လို့အများကြီးကိုပြုစုပေးခဲ့လိုက်တယ်အခုမရှိတော့ဆိုတဲ့အချိန်မှာလည်းမမေ့မရောနဲ့ရည်စုပြီးတော့မှအငြင်းတန်းဒါကုသိုလ်ပြုပေးတယ်ပေါ့နော်ဒါပဲကိုတတ်နိုင်မှာပေါ့နော်ဘာလို့ဆိုတော့မင်းတို့ကအလူလောကရဲ့မှာဒါလူတိုင်းကြုံရမှာပဲဆိုတော့လေကိုတယောက်တည်းမှထူခဲ့ပြီးကြုံရတာမဟုတ်ဘူးကိုကတော့ကိုင်းနဲ့ ကိုနဲ့တွေ့သားတော့ဆက်နေတယ်ကိုရဲ့အမိဖြစ်နေတဲ့အတွက်ကြောင့်ကိုရဲ့အဆွဲပေါ့နော်အဆွဲကြောင့်မလို့ဒါဒီလိုမျိုးဖြစ်နေတာဆိုအဲ့ဒီအဆွဲလေးတွေလည်းတတ်နိုင်တော့လားဖျောက်ပြီးတော့ဖြစ်ချင်တာထက် ဖြစ်တင်တာလေးတွေပဲစဉ်စဉ်းစားပြီးလုပ်ဖြစ်ပါရှင်ဟုတ်အဲ့ဒါအမိပဲတတ်မှတ်ပါလေကိုတတ်မှတ်လို့မရအောင်ဘာလို့လဲဆိုတော့ကိုကိုကိုလိမ်မာတယ်လို့လူတိုင်းထင်တာပဲဒါပေမဲ့ဟိုတခါတလေကြမိဘရဲ့စိတ်ထဲမှာသူတို့အစ်မပြရလဲရှိရင်ရှိမှာဆိုတော့လိမ်မာတယ်မလိမ်မာတယ်ဆိုတော့ဟိုဘေးလူပါပဲဆုံးဖြတ်လို့ရတာကိုကိုကိုဆုံးဖြတ်လို့မရဘူးဒါပေမဲ့မင်းတို့ကတော့ကောင်းအောင်နေတယ် စလက်များရင်တင်ပါတယ်လာပြီးတော့မှရောက်လာပြေးချရတဲ့သူတွေရောပြီးတော့အမြဲတမ်းမြို့သူရဲ့ကြိုးစားမှုတိုင်းကိုအားပေးပြီးတော့ခွန်အားဖြစ်ပေးနေကြတဲ့သူတွေရောကျေးဇူးများရင်တင်ပါတယ်မြို့သူနောက်လုံးမဲ့လုပ်ငန်းလေးလေးကြရင်လည်းအပိပောင်လို့ပြောချင်ပါတယ်ဇန်လန်တွဲလိတဲ့ရရင်လည်းအပိပောင်ရှင်ကျေးဇူးများရင်တင်ပါတယ်ရှင်ကျေးဇူးများရင်တင်ပါတယ်ရှင်